တရားဘာကြောင့်အထုတ်တာတုံးလို့မေးရင်နေတတ်ဖို့မတည်ခင်လေးမှာချမ်းချမ်းသာသာငြိမ်ငြိမ်အေးအေးလေးနေတတ်ဖို့ဘလို့နေတာတုံးဆိုတရားအထုတ်တယ်ဆိုတာလွယ်လွယ်လေးပြောရရင်ပြစ္ဆုတ်ပံမှာနေတာဟုတ်တယ်မဟုတ်လားဖြစ်ခဲ့ပြီးသားကိုအတိအမှတ်ပြုတ်ပြီးတော့လေ့ကျင့်ပြီးတော့နေတာမဟုတ်ဘူးမဖြစ်သေးတာကိုရှောက်တွေးပြီးတော့ကြံပြီးတော့နေတာလည်းမဟုတ်ဘူးအခုဖြစ်နေတာကို အခုသိပြီးတော့နေတဲ့အလေ့ကျင့်ကိုလေ့ကျင့်တာဟုတ်တယ်မဟုတ်လား ဝင်လေထွက်လေလေးမှတ်တယ်ဆိုရင်ဝင်လေထွက်လေအခုဝင်ထွက်နေအခုထိနေတာကိုအခုသိဖို့ကြိုးစားတာအခုအတန်ကြားတယ်အဲ့ဒီဖြစ်မှုကိုအခုသိအောင်ကြိုးစားတာအခုတွေးတာကိုအခုသိအောင်ကြိုးစားတာအခုဆင်းရဲတာအခုချမ်းသာတာကိုအခုသိအောင်ကြိုးစားတာဟုတ်နော်ဘယ်လိုပြစ္ဆုတ်ပံလေးမှာနေလိုက်တဲ့အခါကျတော့ဘာဖြစ်နေတယ်လဲဆိုတာကိုသူကတစတစနဲ့သိလာတယ်အဲ့ဒီအတိကိုဘာလို့ခေါ်တော့ဝိဇာအတိနဲ့နေတာ အဲ့လိုအသိရှိတဲ့အတွက်ကြောင့်မမောစရာအိဋ္ဌာယုံနဲ့တွေ့တဲ့ခါကာလမျိုးမှာဘုံတို့ရဲ့စိတ်ကိုຢာကားဆိုတဲ့လောဘဆိုတဲ့မိဟာမလောင်နိုင်အနိဋ္ဌာယုံနဲ့တွေ့တဲ့အခါမှာဒေါသဆိုတဲ့မိဟာမလောင်နိုင်ဘူးတဘဝမှာဘုံတို့တွေကပညာတရားအတိတရားကိုအခြေခံပြီးတော့အလောဘအဒေါသနဲ့နေဖို့ကြိုးစားတာဟုတ်တယ်မဟုတ်လားပြစ္ဆုတ်ပံဖြစ်နေတာတိုင်းကိုတိလိုက်တိုင်းတိလိုက်တိုင်းမှာဘုံတို့ရဲ့တန်တာမှာအမောဟဆိုတဲ့ ိညာဝိဇာရဲ့အလောဘဆိုတဲ့လွန်မြင့်မြတ်တဲ့မလိုခြင်းတဲ့သဘောရဲ့အဒေါသလို့ဆိုတဲ့နော်ဒေါသမဖြစ်တဲ့သဘောရဲ့အလွန်မှမွန်မြတ်တဲ့နော်ဟိတ်သုံးပါးခေါ်တော့နော်ကုသိုလ်တို့ရဲ့မူလလို့သုံးအလောဘအဒေါသအမောဟဒီတရားတွေနဲ့နေလာအလွန်နေတဲ့အခါကျတော့စိတ်ကအလွန်မှအေးချမ်းတယ်တီးကြီးတယ်ငြိမ်သက်တယ်တော်တရားဘာကြောင့်အထုတ်တာတုံးဆိုရင် အဆင့်နှိမ့်နဲ့နေခြင်းမျိုးနဲ့နေရတာအဆင့်မပြေဘူးလို့နားလေပြီးတော့အဆင့်မြင့်နဲ့နေခြင်းမျိုးနဲ့နေဖို့လေ့ကျင့်တာအနှစ်ချုပ်ပြောမယ်ဆိုရင်တော့ပါတော့အနေတက်ဖို့ကြိုးစားတာအဲ့ဒါမှနေတတ်တယ်ခေါ်တာအဲ့ဒါကျွတ်တော့ကဒီနေနီးနဲ့နေတဲ့အောင်ကျွမ်းကျင်အောင်မလေ့ကျင့်တဲ့အခါကျတော့နေနေလေးပြင်းထန်တဲ့အနှိဋ္ဌာယုံလေးတွေ့ရင်ဘာဖြစ်လာပြီးတော့ဒေါသဒေါသဘယ်အဆင့်ထိရောက် တောကအဆင့်ထိရောက်မယ်ပို့ပြီးတော့စိုးမယ်ဆိုရင်ပရိဒေဝအဆင့်ထိရောက်သွားစိုးရိမ်မယ်မိုးမယ်အဲ့ဒီကြတော့မှအော်ငါမနေတတ်ပါလားလို့သိမှနော်သူ့အရင်ဒေါသမီအပျော်လေးတွေလောင်နေတဲ့အခါမှာတော့ကိုကိုကိုမနေတတ်လို့မနေတတ်မှလည်းမသိနေသာထိုင်သာရှိသူကဟုတ်လားငွေ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 အဖျားလေးလောက်ပေါ့သူကတခါလေးဖျားနေရတာတော့အရာလာရှိတယ်လို့ဟုတ်လားအာဖျားတရားတုံတရားလေးရောက်ပြီဆိုတော့မှအဖြေခဲ့ပါအမေခဲ့ပါဖြစ် သဘောပေါက်လားဘုံပြောတာဒါကြောင့်ဘာကြောင့်တရားအထုတ်တာတုံးလို့မေးရင်အနေတက်ဖို့နောက်တက်တခွင်းကြံသေးရနော်ဘာလဲတော့အသေးတက်ဖို့ဟာဒါလည်းပဲဘုံဘုံတို့မမြင်လို့မရဘူးမသိလို့မရဘူးမတွေးလို့မရတေချာပေါက်တွေ့မှပျက်စီးခြင်းတရားကြီးကဘုံဘုံလိုရင်းမယ်တန့်နေအောင်ပြောလိုက်မယ်ဒီတိုင်းသာနေသေးခြင်းတရားနဲ့တွေ့ရင်အဆင်မပြေနိုင်သေးဘူးကိုယ့်အကိုလျှောက်ထင်းမနေနဲ့မပြေသေးဘူးဟုတ်လား အဲ့လို့ဆိုရင်တေမာလည်းတေကြတယ်အဆင်မပြေမာလည်းတေကြတယ်ကျုပ်တို့အဆင်ပြေအောင်ကျုပ်တင်ပြင်ဆင်ဖို့အရင်ကြည့်ဦးလားလေးကြည့်တယ်အဲ့ဒါစောစောကနေတတ်ဖို့ဆိုတဲ့နေလေးလေးကအလွန်မြင့်မြတ်တယ်အဲ့ဒီနေလေးနဲ့နေတဲ့အလေးကျင့်ကိုလေးကျင့်နေမယ်ဆိုရင်တေကနီးမှာအလိုလိုတေတတ်သွားလိမ့်မယ်တနည်းအားဖြင့်တေတတ်တဲ့အရည်အသွေးကိုအလိုလိုရတယ်တေတတ်ဖို့ကတေကနီးကြမှာကတ်လေးကျင့်လို့မရဘူး သေခြင်းတရားဆိုတာဘဝမှာအလွန်ရေးကြီးတယ်။ဘာဖြစ်လို့တုံးဆိုတော့သေခံလေးစိတ်အနေထားလေးပေါ်မှာအခြေခံပြီးတော့သေပြီးတဲ့နောက်ဒုတိယဘဝဘလို့ဘဝမျိုးကိုရမှလဲဆိုတာအဖြေထွက်သွားတာ။အဲဒါကြောင့်အရေးကြီးတယ်ပြောတာ။သေခံလေးကောင်းတဲ့စိတ်နဲ့သင်ရင်ကောင်းတဲ့ဘဝရောက်။ဆိုးတဲ့စိတ်နဲ့သင်ရင်ဆိုးတဲ့ဘဝရောက်။ဟုတ်ပြီနော်။အဲ့လို့ဆိုရင်သေခံလေးမှာကောင်းတဲ့စိတ်ကလေးနဲ့သင်နိုင်မှုကျွတ်တို့ဘလို့လုံးမလို့ မသေးခင်မှာကောင်းတဲ့စိတ်ကလေးတွေကြီးအဖြစ်များအောင်လေ့ကျင့်နေဖို့ကလွယ်လို့တခြားနေမရှိအဲ့ဒါအထီအောင်ဆုံးနေပဲတည်ရေးကိုကြောက်ကြရတယ်စိုးရိမ်တယ်ဆိုလို့ရှိရင်နေရေးကိုအဆင်မြင့်မြင့်နေတဲ့နေနဲ့နေတတ်ဖို့လေ့ကျင့်နေဖို့လိုအပ်တယ်ဒါပဲဟုတ်လားဒါကြောင့်ဘုန်းဘုန်းတို့အနေတတ်အောင်စူးစမ်းနေခြင်းဒီပင်လည်းအသေးတတ်အောင်လည်းစူးစမ်းရရောက်တယ် မသေးခင်မှာအဖြစ်များတဲ့စိတ်တွေနဲ့ပဲတေဂာနီးမှာဖြစ်သွားဖို့တေးသွားဖို့အလားအလာကအဲ့လိုသွားနေတာနော်သဘောပေါက်ဖို့လိုတယ်ဟုတ်လားတေဂာနီးစိတ်လေးအရေးကြီးတယ်ဆိုတာကိုလူတိုင်းလက်ခံဟုတ်လားအဲ့လိုဆိုရင်တေဂာနီးစိတ်ကလေးကောင်းကျင်တယ်မဆိုးကျင်ဘူးဆိုရင်ဘုံဘုံတို့အခုကလှမ်းပြီးတော့အဲ့ဒီအနာဂတ်ကြီးကိုလှမ်းပြင်လို့ရတဲ့ကိစ္စမှမဟုတ်တာပြီးတော့တေဂာနီးကျမ်းမှာတေပေါက်တေဝါရောက်ပြီးဆိုတော့မှဟဲ့ကောင်းတဲ့စိတ်ကလေးဖြစ်ချင်းလှပါကြီးရဲ့ဆိုလို့လည်းပဲအခုရေတွင်တို့အခုရေကြီးတောက်လို့ဖြစ်တဲ့ကိစ္စမဟုတ် တော့ဘလို့လောက်ရမှာတော့မသေးခင်တည်းကစပြီးတော့နော်အလွန်မြင့်မြတ်တဲ့နေနည်းကလေးနဲ့ကောင်းမွန်တဲ့စိတ်ကလေးတွေဖြစ်အောင်ဘုန်းဘုန်းတို့လေ့ကျင့်ဒီတိုင်းနာနေလို့ကတော့စိတ်ကမကောင်းတဲ့စိတ်တွေကြီးဖြစ်နေတာပဲဟုတ်လားဒါကြောင့်မို့လို့တရားပါကြောင့်အာထုတ်လေလို့မေးရင်အနေတက်ဖို့အသေးတက်ဖို့ဒါလေးကိုဥစွာပြောပါလေဟုတ်လားအလေးကိုစွဲလေစွဲသေးခြင်းတကူလုံးတဲ့အလို့ဟာဩဘလောက်ကောင်းတော့ပြစ္ဆုတ်ပံပါလဲပဲချမ်းသာဖို့ငြိမ်အေးဖို့နော်ကြိုးစားလား ော်တန်တရားမှာလည်းပဲကောင်းကောင်းမွန်မွန်ဘဝကိုရဖို့အတွက်ကောင်းမွန်တဲ့တည်ခြင်းမျိုးနဲ့တည်နိုင်ဖို့အတွက်ဘဝရဲ့အကြောင်းကိုနားလေတဲ့သိတဲ့ဉာဏ်ပညာတို့ဖြင့်ဒီကနေ့အခါကာလမှာငြိမ်ငြိမ်အေးအေးချမ်းချမ်းသာသာတည်တည်ငြိမ်ငြိမ်အစဉ်အတန်းရှိရှိတည်နိုင်ဖို့ခုရေအဆက်ကိုဟာကြိုတင်ပြီးတော့လေ့ကျင့်နေတာဆိုဒီအလုံးလောက်တန်ဖိုးရှိတဲ့အလုံးဒီအလုံးလောက်အတိတ်ပဲရှိတဲ့လို့လောကမှာရှိနိုင်မလားမရှိနိုင်အခြေခံကြကြဖို့မောင်ပြောပါတယ်ဟုတ်လား